ီနေ့မှလည်းအဒီတောင်ကိုကြီးမောက်ဆိုတဲ့စိတ်မေစားစားဇလန်လေးကိုရွေးချယ်ထားပါလေဗျာ channel လေးကို subscribe လုပ်ရတဲ့ရော subscribe လေးလုပ်ထားပြီးဘေးအားကနိုတီခေါင်းတော်လေးကိုလည်းနှိပ်ထားကြည့်ကြပါဦးနော် ကဲအစီအစဉ်ဖြစ်ပြီဆိုရတော့စလိုက်ကြဆိုပါခင်ဗျာကိုကြီးမောက်ဆိုတဲ့သူကတော့ မာဖီးယားဂိုက်တာဟုတ်ဖြစ်တာကြောင့်စစရတာဝတ္တနာပါတဲ့သူတွေဖြစ်ပါတယ်။ပြီးတော့လက်ဝဲထိုးတာတို့ဘာတို့မှလည်းဗာမရီပါတဲ့သူတွေဖြစ်တဲ့ကြ။ဒါပေမဲ့ခြေတစ်ခုရောက်တဲ့အခါမှာတော့သူဟာဒါရီကနေဆွတ်လွတ်အနားယူခဲ့ပါတယ်။ဂျေမန်မှာဖိုးတောင်ဆိုတဲ့တငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။အခုချိန်မှာတော့ဂျေမန်ဟာအင်္ဂလိပ်ကလေးကနေတရားစစ်ဝင်စားခဲ့တဲ့ဂမ်ဘီယာဘက်ကိုဥတီရှောင်းလန်းနေခဲ့တယ်ဗျ။သူတို့ပြင်းအင်းထိုးချင်းအင်းဝင်စားချက်တက်တွေကိုဂျေမန်ကအထူးလိုက်စားနေခဲ့တာပေါ့။ အဲစားတဲ့နေရာမှာလေတကယ်ကိုရောစိတ်ပါနဲ့လက်လံတည်ယူဆက်ကန်တာမျိုးပြ။ဒါကြောင့်နေရာနှံ့နေပဲနဲ့ကဆရာသမားတွေစီမှာ တပည့်ပြင်းနဲ့စီးပူးလေးလာခဲ့ပါတယ်။ဂျေမောဆိုးတဲ့ကောင်ကလေတဒူးထိုးရတာကြိုက်တဲ့သူပြီးပြီးအေးရီတော်တော်များများကိုသူ့ကိုယ်နိုင် စီရင်ထိုးနေထားခဲ့ပါတယ်။အဲဒီမှာအတော့ကိုစွန့်ထက်တဲ့အိတ်မျိုးကိုလေသူ့ကိုယ်ပေါ်နိုင် စီရင်ထားခဲ့ပါတယ်။အဲ့ဒါကတော့ဟာနုမန်အင်းဖြစ်ပြီးတော့သူ့ရဲ့စွန့်တတိဟာလေအများနဲ့မတူဘဲထိုးချတယ်လို့ဆိုပါတယ်။ သူဟာနမကြီးတပေါက်ကိုကိုစားပြုတာဖြစ်လို့အေးကအသက်ရွေလာရည်လဲခန္ဓာကိုယ်မှာဒူးချွားတဲ့အကျိုးတရားမှုတွေဖြည့်စေတယ်လို့ဆိုပါတယ်ဥပမာမိသားကိုပြောရမယ်ဆိုရင်တော့အရာအလိုကိုခုခံနေတဲ့ဆိုတာအားကြီးမားတဲ့ညာတိညာတို့ရာတွေကဟာတို့မှနမင်းကြီးကိုကိုစားပြုတာဖြစ်ပါတယ်ဒီနေ့မှာတော့ဂျေမောင်နဲ့ဖိုးတော်တို့ဟျောက်တာအေးမဆိုဖြည့်ခဲ့ကြတယ်ဗျဂျေမောင်ကတော့ညမင်းတဲ့သူပြီးပြီးခရီးထွက်ဖို့စတဲ့တွေးမိပါတယ် ဘယ်ကိုခီးထဲမှာလဲဆိုတော့အရှင်ကုသရတော့ခေါ်ရရန်တပါစီကိုပါဒိုယန်ဟန်ဟာတော်ကြီးမှာတပါးတဲ့ကြိတ်ကြံအားထုတ်နေခဲ့ပြီးလောကီပညာတွေကိုလည်းကျွမ်းကျင်သိတဲ့ပုံတဲ့အစင်မှာရှိပါတယ်။လဲလိုက်ပြီးပညာတင်လာတဲ့ဂျီမာကလည်းအဲ့ဒါကိုသဘောတွေ့ပြီးတော့အဲ့ဒီရန်စီကိုတွားရုပ်ပညာတည်ယူချင်နေခဲ့တာပုံ။ဒါပေမဲ့ယဟန်တွေဆိုတာပုရုရှင်လူသားတွေကိုတပည့်တပန်းပြေလက်ခံတယ်ဆိုတာအတော့ကိုမှရှားပါတယ်။ ဒါကြောင့်ဂျေမောက်တယောက်ထိုယဟန်ကဘယ်မှာရှိတဲ့ဆိုတာကိုတော့သိနေခဲ့ပြီးဘလို့ချိခဲ့ရမလဲဆိုတာပဲမသိပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့တွေးရင် အကြံတစ်ခုရသွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုရင်တော့သူတို့ဟာခရီးသွားတွေဟန်ဆောင်ပြီးတော့အရှင်ကုဒရစီချိခဲ့ဖို့ပဲဖြစ်ပါတယ်။ငါတို့ခုတွေးမိတယ်ကွာ။ငါတို့ခရီးလေးပါလိထွက်ရင်ကောင်းမလား။တချေလို့ခရီးထွက်နေတဲ့ကောင်ကခရီးထွက်မယ်ဆိုတော့ဘာစကားလဲကွာ။ဒီဖေးမဟုတ်မှလွဲရော။ ဒီလိုဖောင်းငါကောင်ရအရှင်ကုသရဆိုတဲ့ယဟန်တပါးရှိတယ်။သူကဂမ်ဘီယာလောကီပညာတွေကိုတရားဓမ္မနဲ့ပေါ်ပြီးတော့သူတွေကိုဂူကြီးနေတဲ့ယဟန်လေပြီးတော့လေအဲ့ဒီယဟန်ကတော်ယုံလူတွေဖူးတွေ့ခင်ရှိတဲ့ယဟန်လို့ပြောကြတယ်။ငါလည်းအဲ့ဒီယဟန်ကိုလေးစားချင်လို့ပေါ်ပြီးတော့ဖူးမြော်ချင်တာပေါ့ကွာ။အဲ့ဒါမင်းရောလိုက်ခဲ့အောင်မလား။ဖေကောင်လိုက်ခဲ့အောင်မလားလို့မနေနဲ့။လိုက်စီချင်တယ်လို့ပြောရင်ဝေကိတ်မှာစိုးလို့လား။အခြေချင်းတွေကိုပဲကွာဟာ။ အေးမိခိုးတဲ့ယဟန်ကလည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲအဆောင်လက်ဖွဲ့လေးပါလေရလူရညာငါပါလက်ခဲ့မယ်ကွာအဲဒီနောက်တော့သူတို့ညာက အရှင် ကုဒ္ဒရာစီထွက်လာခဲ့ကြပါတယ်အရှင်ကုဒ္ဒရာဆိုတဲ့ယဟန်ကဖူပန်းတောက်လို့ခေါ်တဲ့တောက်ထေးမှာတရားကြည်ကြံနေခဲ့တာလေသူတို့ငယ်ချင်းညာတော့ဘောကိုတက်လာကြရင်နဲ့အချိန်ဤတည်းကိုယ်ဆုံးသွားခဲ့ပါတယ်တဘောကိုလည်းရောက်ရောညနေဆောင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ထိုနေရာကိုရောက်တော့ သူတို့ဖုံးလို့ကျတဲ့အရှေ့ကူတရာကရှိမနေခဲ့ဘူးဗျအဲ့ဒီစာတပည့်တွေရေခွက်တူကိုပဲတွေးခဲ့ရပါတယ်အဲ့ဒါနဲ့အရှေ့ယဟန်ကူတရာကိုမတွေ့ရတော့သူတို့လည်းနည်းနည်းတော့အံ့ဩသွားခဲ့တာပေါ့တို့ပေမဲ့တပည့်တွေရှိနေတာတွေ့တော့ဒီနေရာနဲ့နှီးမှပဲရှိနေမယ်လို့တွေးထင်လိုက်တာပေါ့အဲ့ဒါကြောင့်သူတို့စငယ်ချင်းကလူစုခွဲပြီးတော့လိုက်ရှာကြပါတယ်ဂျေမောင်းနဲ့ဘိုးတော်တို့ဘလို့ပဲရှာရှာယဟန်ကူတရာကိုတော့တွေးခဲ့ရဘူးဗျဟွန်း ဒီနေရာတစ်ဝက်ကိုရှာနေတာနေရာလဲစုံနေပြီအခုတည်းထိဘာဆာနာကိုမှမတွေ့ရပါလားတခုခုတော့မှားနေပြီချင်းတယ်နော်ဖိုးတော်မိလာမတီလို့အရှင်ကုဒရာထွက်ပေးသွားတာများလားမိဖို့မိကလေးတွေတီကြောက်တာမဟုတ်ပေဂိုကြီးကပါကြောက်နေပြီထင်ပါတယ်ဟာမင်းကလည်းရင်းမပါတာကွာမင်းဆိုဒီမှာငါ့ကိုပြောမယ်ဆိုတာကြီးပဲအဲ့ဒါအသာထားဟောငါတို့ဖုံးမြောက်ခြင်းနဲ့ဘိုးကြီးကဘယ်ရောက်သွားတာလဲမဟုတ်ရင် ဒီတို့တွေကတော်ရင်စက်တော်ဝါတကောရပြုတ်ခံလိုက်ရတာဖြစ်နေလောက်လားငွားလည်းတွေးရတာမို့အစိချောတော့မပြောတဲ့ဘူးဒါပေမဲ့ခြေရလက်ရတွေကြည်ရတာတော့ပုံမှန်ပါပဲကွာအကျောတစ်ခုခုရှိလို့တနည်းအားကိုထွက်ပေါ်တာများလားမသိဘူးအေးပါအေးပါဒါဆိုငါခုရှင်နာလေးကိုတစ်ချက်လောက်သွားကြည့်လိုက်ဦးမယ်နော်တခုခုထူးတာရှိရင်ငါ့ကိုခေါ်လိုက်အစကတော့ဘိုးကြီးကိုခေါ်ရပြုတ်ရှိခိုးဖို့လိုက်လာခဲ့တာအခုတော့လူပြောက်ရှာတယ်လို့ရှာနေရပြီ အဲ့ဒီလိုနဲ့မိုးသာချုပ်သွားပြီးသူတို့ဘလောက်ပဲရှာပွေခဲ့ပြီးမယ်ရန်ကုဒရာကိုတော့တွေ့ခဲ့ရပါဘူးဒါကြောင့်ဂျေမာကနေသူတက်မြောက်ထားတဲ့လှဲ့ဝဲတွေတခုကိုထုတ်သုံးခဲ့တယ်ဗျအဲ့ဒါကတော့ဒေါ်ဆွနဲ့တောင်ဆောင်နှစ်ပေကိုကိုကြီးလှမ်းတော့လိုက်ပြီးတော့အမွေးတွေတိုးတဲ့ကိုထောင်းကြီးခဲ့ပါတယ်အဲ့ဒီအမွေးတွေကအရင်ကုဒရာကိုရှာပွေတဲ့နေရာမှာ မိကကိုညီပေးมาဖြစ်တာပေါ့ဘလို့လဲဆိုတော့အမွေးတွေကထွက်ပေါ်လာတဲ့မိခိုးတွေကသူတို့ရှာနေတဲ့အရာကိုလိုက်လံလမ်းပြပေးมาဖြစ်ပါတယ်ဒါကြောင့်အမွေးတဲ့မိခိုးတွေစားတဲ့ထွက်ပေါ်လာခဲ့ပြီးတနည်းအားကို ထွက်လာခဲ့တာပေါ့မိခိုးတန်းလင်းထွက်သွားတဲ့နောက်ကိုသူတို့ငွေချင်းမြောက်လေလိုက်လာခဲ့ကြပါတယ်ထို့မိခိုးတန်းဟာသူတို့ကိုတောအိုးနဲ့ကြည့်တဲ့လမ်းပြခေါ်ဆောင်နေခဲ့တယ်ဗျာဒီလိုနဲ့လိုက်လာခဲ့ရင်တောနဲ့ကြည့်ရလေကိုဘုံမတိပါမတိနဲ့လိုက်ပါလာကြတာပေါ့ လွန်နေကြီးရဲ့ထဲကိုရောက်တဲ့အချိန်ကျရင်တော့ထိုမီကိုရီးယားမရက်သေးပဲဆက်ပြီးတော့သွားနေခဲ့ပြန်ပါလေဒီပူဇာနေသာဆက်သွားရင်တော့တော်ကြီးညမဲ့တဲ့မှာနှကောက်သားလမ်းပြောက်ကိုတော့ပါပါဒါကြောင့်သူတို့လည်းနည်းနည်းတော့တွေးဝေးသွားခဲ့ပြီးမီဟိုတန်ကိုခဏလောက်စောင့်ကြည့်နေခဲ့ကြတယ်ဗျာမီဟိုတန်တွေကတော့တဖြည်းဖြည်းနဲ့ငူကြီးတလုံးစီတို့ရောက်သွားခဲ့ပါတယ်အဲ့ဒါနဲ့ကံကောင်းချေတော့ဝိရမဒဇေကြီးတို့ရှိနေခဲ့ပြီးမွေးကြတဲ့နန်သာရဏကြောင့်ထိုဒဇေကြီးလေးနှုတ်ထားလာခဲ့ပါတော့တယ် တကယ်တော့တစည်ကြီးမဟုတ်ပေတကောလို့နေရနေတယ်ဒါရဲ့ဘလူးကြီးဖြစ်တယ်ဗျာတတဲမှာလေဒေဘော့ကြီးကိုကင်ဆောင်ထားပြီးတော့အဲ့ဒီတင်းပုံနဲ့မိကြီးကိုထောင်းလိုက်တဲ့ချိန်မှာတော့ငါတွေလှုပ်လို့မိကြီးကပါ ပြေးထန်စွာတိုးကားသွားခဲ့ပါတယ်ငါရဲ့အိဆမ်ကိုတောက်ရှက်တဲ့အတင်လူသားတို့အရန်ကိုနိုင်မဲကြတာပဲတော့ကျတော့နဲကိုပါပြီငါဘွားမှာဘလူးကြီးနဲ့သူသေးကိုသေးချရမယ်လို့လုံးဝမထင်တာဘူးကွာမိကောက်ကဘလူးစာကြီးကိုခေါ်လာခဲ့တာလားကွာ မဲဖို့ယူမိတာမှားပြီထင်ပါရယ်တခခုတော့မှားနေပြီဖိုးတော့ငါရဲ့မွေးတဲ့စင်ကြီးကတခါမှဒီလိုမမှားဖို့ဘူးကွာဒါပေမဲ့လေငါတို့မှအသက်ရှင်နေမယ်ခွင့်ရရှိသေးတယ်ငါပြောတယ်လို့သာလို့ခုတ်ပြီလားဒါဆိုမင်းစီကမမှားကြီးအရှင်ကုဒရာကမှားနေခဲ့တာလားဟိုဟွာလေးငါပြောချင်တာကဘလူးကြီးစားတာကိုခံလိုက်ရပြီလားလို့အဲ့လိုလည်းမဖြစ်နိုင်ပါဘူးကွာအရှင်ယဟန်ကုဒရာဆိုတာနေပေါက်လီလီကြည်ကြံအားထုတ်ထားတဲ့သမားလေးတကူကြီးသူ့စီမှာပြည့်ရှိတယ် ပြီးတော့ငါတို့မသိရသေးတဲ့ဂမ်ဘီယာဘုံများစွာလေတက်နောက်ထားတော့ဒီဘလူးလောက်ကစာပွဲမှာမဟုတ်ဘူးဘလူးကြီးကလည်းဘာပြောလဲဆိုတော့ဗေလူသားတို့လက်ချနေတဲ့ဂျန်ဟန်ကငါဘလူးရဲ့အစာဖြစ်လိမ့်နီးဒေရိုလေပြေမချနိုင်မှာငါဘလူးရဲ့ညစာဖြစ်လာလိမ့်မယ်ဗေရိုတဲ့ကတည်းကမှအစွမ်းတက်တဲ့အင်းကွက်တွေရှိတာပဲဒါကြောင့်ဒေရိုကိုစားတော့ပြီးတော့ငါလေဒီတဲ့ပူပြီးစွမ်းထက်လာနိုင်မယ်ဟဲ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  ကဲအသိတို့ငါရဲ့အစာဟာရဖြစ်ဖို့အစိမ့်သိပြီးသားပြီတော့ဘလူးကြီးကသူတို့ကိုပြောဆိုပြီးတော့အနည်းဆုံးဝင်ရောက်လာနေကြတာပေါ့သူရဲ့တီးဖို့ကြီးကိုကြိုက်ပြီးအရင်ဦးဆုံးနေနဲ့ဖိုးတော်ဘဲကိုဦးတည်သွားနေကြတယ်ဗျဖိုးတော်ဆိုတဲ့ကောင်ကလေဒီလိုကိစ္စတွေနဲ့ပတ်သက်လာရင်ဘာတွေ့ချိုပညာမှမရှိတဲ့သူဖြစ်ပါတယ် ဘလူးကြီးကလည်းသူ့စီကိုလာနေတော့သူလည်းဒေရတော့မယ်ဆိုပြီးကြောက်လန့်နေခဲ့ပါတယ်။ဒါကြောင့်အတွေ့အကြုံပညာရေးတွေရှိတဲ့ဂျီမောကနေသူ့တငယ်ချင်းကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်။ခဲ့ရဖို့တော့စေအထားမင်းနမောတသကားရာရတယ်မလား။အဲ့ဒါကိုလက်ဦးချပြီးတော့မဟုတ်ဒီဒီရော့ကွာ။အဲ့ဒါဘလူးနေကားတာပဲ။ဂျီမောတရားကိုတငယ်ချင်းဖိုးတော်ကိုအခုလိုလှမ်းပြီးတော့អော်ပြောလိုက်တာပေါ့။ဒါကြောင့်ဖိုးတော်ကလေဂျေမောပြောတဲ့အတိုင်းလက်ဟုတ်ချလိုက်ပြီးဂါရာကိုစတဲ့ရောဆိုခဲ့ပါတယ် ဘလူးကြီးကလည်းသူ့စီကိုရောက်လာနေခဲ့ပြီးတေဘိုကြီးနဲ့ထုချဖို့လှုပ်ပါတယ်။အဲ့ဒီချိန်မှာဂါရာရွက်တဲ့ဖိုးထော်ရဲ့လက်ထဲကနေယောက်ျားရွာရီထွက်လာခဲ့တယ်ဗျာ။အဲ့ဒါနဲ့ဘလူးကြီးကလည်းအနာကိုတော့မကက်နိုင်တော့ပေပြန်လဲလျှောက်ထွက်သွားရပြန်ပါလေ။ဒီတရက်ကိုဘာမှမလုပ်နိုင်တော့ကြားတဲ့ဂျေမောက်ကျောက်စီဘလူးကြီးကပြန်လဲချိန်ကဲလာခဲ့တယ်ဗျာ။ ရေမောက်ဆိုတာကလေရပေါင်းစုပညာခန်းကတာပေါင်းစုကိုတဲမြောက်ပိုက်ဆိုင်ထားတဲ့သူတွေဖြစ်တာကြောင့်ဘလူးကြီးကနည်းနည်းရှည်နေခဲ့ပါတယ်။ဒါကြောင့်သူတို့ကိုကြည်ရတာတော့သူတေကိုသေးနဲ့အကျင့်နဲ့ဖိုက်ကြမယ်ပုံစံပေါ့။ပြီးတော့တဲဆက်ချက်တစ်ခုကဒီနေ့ဟာစနေနေ့ည9ရက်နေ့ဖြစ်ပါတယ်။မြမဂမ်ဘီယာပညာယူဆနဲ့ပြောရမယ်ဆိုရင်တော့ဝါဆိုလဆန်9ရက်ဖြစ်ပြီးဆရာကြီးတွေတွေခြေကောင်းခါခေါက်လေဖြစ်တယ်ဗျာ။အကိုလိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ ဂမ်ဘီယာပညာရှင်တွေဒီကိုအားကောင်းတဲ့အခြေခါဖြစ်ပါတယ်။ဒါကြောင့်ဂျေမီယာကိုဘောကဟာလူမန်အင်္ဂွဲဟာစတင်ပြီးတော့အလျောက်တွေထွက်ကအသင်းဝင်လာခဲ့တယ်ဗျာ။အခုချိန်မှာတော့အင်္ဂွဲရဲ့ထူးခြားချက်တွေနဲ့သူ့ရဲ့လုံနိုင်စမ်းတွေကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ရောက်ကြီးတွေလဲလဲနေတဲ့အင်္ဂွဲတွေကြောင့်လည်းရရမဟုတ်တဲ့စွားတဲ့အေးတွေဆိုတာကိုဘလူးကြီးကလည်းသိနေခဲ့ပါတယ်။အဲ့ဒီနောက်တော့ဂျေမောက်ဟာဟာတုမနတ်မရဲ့လမ်းစဉ်တိုင်းမြကြီးကိုစားတဲ့အယူတွေပြုလိုက်ပါတယ်။ မိမုတ်တွေကိုစုကိုက်ထားလိုက်ပြီးတော့တိုက်ပွဲအတွက်ဆူတောင်းအာယူပြုနေကြတာပေါ့ဗျာအဲ့ဒီနောက်တော့တမားကြီးမတဲ့ခေါ်အားတွေကိုတောက်ခတဲ့နေနဲ့မိမုတ်တွေကိုလက်မလေးချလိုက်တယ်ဗျာဒါကကလားကားနဲ့နင်းနေတော့စင်တာပေါ့နော်တိုက်ပွဲအတွက်ပြစီလို့ပြီးတဲ့ချိန်မှာတော့လူကြီးနဲ့စတဲ့ဖိတ်ကြချကြမှာကို တွေ့ရမှာဖြစ်ပါတယ်ခန္ဓာကိုယ်ရွယ်စားချင်းမတဲ့ဘလူးကြီးကတော့ခွန်အားပြတဲ့သဘောနဲ့ မိကြီးကိုချစ်ဖြောင်းနဲ့ပုတ်ပြီးကျဲလောစွာမန်ပြီးအော်ဟစ်နေခဲ့ပါတယ်ဘလူကြီးကမိကြီးကိုလှုပ်ခဲအောင်လို့တော့ရွယ်စားမများတဲ့ဂျေမီတယောက်အခက်တွေ့နေခဲ့ရှာပါတယ်လောကနေတဲ့နီးပြင်းကြီးကြောင့်ဂျေမောင်လေးမိကြီးပေါ်မှာဟန်ချက်ပြက်သွားပြီးလဲကျသွားပါတော့တယ်အဲ့ဒီနောက်ဘလူကြီးကလည်းလဲကျနေတဲ့ဂျေမောင်ကိုကြည့်လိုက်ပြီးမိကြီးကိုလက်တစ်ချက်ဆောက်ချလိုက်ပါတယ်ဒါကြောင့်မိကြီးတွေဟာဂျေမောင်ကိုမြှို့ချလိုက်တဲ့ကဲတော့လင်းနဲ့မြုပ်တဲ့ဖြစ်ဖို့လှုပ်ပါတယ် အဲ့ဒီတော့ဟာလုမိုင်ရဲ့အင်ခွက်ပဲရှိကဒီလောက်ပဲလားဆိုတော့မဟုတ်ပါဘူးချက်ချင်းစုတို့ပဲဝီကနေပြန်လည်ထွက်ပေါ်လာခဲ့ပါလေဗျဂျီမာကခက်ထန်တဲ့မိနစ်ထားနဲ့လူကြီးကိုမောကျွေးနေခဲ့ပြီးထမ်းမှန်စီခေါ်နေခဲ့တာပေါ့ဒါတော့အင်ခွက်ရဲ့အစွမ်းတွေကိုအခုမှမင်းထွေးရမှာဖြစ်တယ်ဗျာဟာလုမန်ဆိုတာခေါ်ဟာကြီးမာခြင်းဂျာပညာကြီးမြင့်ခြင်းဆိုတဲ့ကိုပုံးနဲ့တူဘလူးကြီးကိုတပန်ပြန်ပြဲမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာဘလူးကြီးကခြေဘွားကြီးနဲ့ ဂျေမောက်ကိုနေချလိုက်တယ်ဗျာဘလို့ကြီးနေချတဲ့ချိန်မှာတော့ခုနကလိုလူမဖြစ်တော့ပဲသူ့ရဲ့တန်းတစ်ပဲနဲ့မတည်ထားလိုက်ပါလေပြီးတော့မှဘလို့ကြီးရဲ့ခြေထောက်ကိုမြှောက်ပိတ်လိုက်တာကြောင့်ဘလို့ကြီးလေနောက်ပြန်လန့်ပြီးလဲကျသွားပါတော့တယ်အဲ့ဒါနဲ့လဲကျသွားတဲ့ဘလို့ကြီးကလည်းရှက်ရှင်းနဲ့ချစ်ချင်းပြန်ထလာခဲ့တာပေါ့ဂျေမောက်ကလည်းဘလို့ကြီးကိုနောက်ထပ်ပညာပေးရတဲ့ကာရာတွေထမ်းမှန်ရော့ဆိုနေခဲ့ပါလေ ဘလူးကြီးကလည်းအကိုတကောက်ဆိုရင်တော့ညာတော့မှမဟုတ်ပဲအသက်ကုန်တီးတော့မှာပါဂျေမာကလည်းဂါထာတပုတ်ရုပ်ဆိုလို့ပြီးမှာတော့ခေါ်အားတွေရဲ့ဘရင်ဖြစ်တဲ့ဟာတို့မှနတ်မင်းရဲ့ပိုးရဲကိုကိုကြီးခံပြနေခဲ့တယ်ဗျပြီးလဲပြီးတဲ့ချိန်မှာတော့အေယာမဘလူးကြီးကသူ့ရဲ့တင်ပုံနဲ့အရှိပြေစွာရိုက်ချလိုက်ပါတယ်အဲ့ဒီချိန်မှာမှအင်းခွက်ရဲ့စစ်မှတ်တဲ့စွမ်းတွေ ထွက်ပေါ်လာခဲ့တာပေါ့လူကြီးရဲ့တင်းမိုးကိုလေအင်းခွက်ရဲ့အစွမ်းနဲ့အသားလေးတားဆီးထားလိုက်တယ်ကြာ ဂျီမာကလေအောက်ကနေပြီးတော့တီဘုတ်ကိုပြန်မြောက်တယ်လိုက်တာပေါ့ဒါကြောင့်ဘလူးကြီးကလေကို့တီဘုတ်နဲ့ကိုပြန်ထိမှန်သွားပြီးတော့နောက်ပြန်လဲကြအမှောက်သွားပါတော့တယ်အခုမှတကယ်မှောက်သွားတာမလို့ဘလူးကြီးလေလည်းမထူနိုင်တော့ပါဘူးဘလူးကြီးလဲကြသွားတဲ့ချိန်မှာသူ့အောက်ကမြကြီးကလေပြုတ်ချသွားပြီးတော့ဘလူးကြီးကဘေကြီးထဲနေဝင်သွားခဲ့ပါတယ်ဘလူးကြီးနဲ့ကျိနဲ့ဖိုက်တာကိုမြင်လိုက်တဲ့ဖိုးတော်ကလေအတော့ကိုအံ့ဩနေခဲ့တာဗျမင်းဘလို့လို့ဘလူးကြီးကိုနိုင်ယူခဲ့တာလေငါဖြစ် ယူတော့မယူနိုင်ဘူးကွာမိမဒီလိုစွားနေရှိတာငါလည်းမသိရပါလားငါ့ကိုလည်းပြောပြပါဦးဒါကဟာနုမရဲ့စွားနေမှုဒီလိုလုံနိုင်တာကွာငါကျုံးမထိုးထားတဲ့အင်းခွက်ကိုမတွေ့တယ်မလားအေးအဲ့ဒါဟာနုမအင်းခွက်လို့ခေါ်တယ်မိဒုက္ခရောက်နေတာပဲဖြစ်ဖြစ်အစွမ်းကိုအတိုးလိုတာပဲဖြစ်ဖြစ်အဲ့ဒီချိန်မှာကာရာရောက်ပြီးတော့အင်းခွက်တွေကိုနှိုးရတယ်အဲ့တော့မှအင်းခွက်တွေကနှိုးလာပြီးတော့တကယ်အစွမ်းပြတာဒါပေမဲ့တခုတော့ရှိရင်တော့ ဒီဟာတွေကိုတိုးချပြီးတော့မကောက်တာတွေမလို့ရဘူးကွာလုံးမေ့တော့အဲ့ဒီအစွားတွေကမိစီကနေပြောက်ွယ်သွားလိမ့်မယ်ဟုတ်လားငါကမကောက်တဲ့နေရာမှာတော့မတိုးပါဘူးကွာဒါပေမဲ့ငါရဲ့မမထီကြီးအောင်လုပ်ပြချင်တာသူကငါဆန်းအိတ်သုံးလေးအိတ်ကိုတခါတည်းထားပြနိုင်ရင်သူ့စီမှာလှဲကျုပ်ထမ်းလို့ရပြီတဲ့အင်းအင်းဟုတ်ပါဘူးငါချစ်ကိုလက်ခံမယ်တဲ့မင်းနဲ့လေကွာမိမရဖို့ရေအဲ့လောက်တော့လူလို့လား အခုကကလွားချင်းတွေတောင်မှမင်းကပေါ်စားမိုက်ထွက်အောင်ထော်ပေးမဲ့နွားပါဆိုပြီးပြောနေသလိုဖြစ်နေတယ်။သူတို့တဲ့ငယ်ချင်းညောင်လေပေါ်နေကြတို့မှမိကြီးတဲကနေနောက်ထပ်ထွက်လာခဲ့ပြနေပြ။ဒါပေမဲ့အစကဘလူးချင်းမဟုတ်တော့ပြီးသူတို့လက်ရှာနေတဲ့အရှင်ကုဒရဖြစ်ပါတယ်။တကယ်တော့အစကဘလူးချင်းကလည်းအရှင်ကုဒရဖြစ်နေပြ။ဘာလို့လဲဆိုတော့ဂျေမီနဲ့ဖိုးတော်တို့သူ့စီရောက်လာမှာကိုကြိုတိနေရလို့ပါ။ အဲ့ဒါတည်းမကပဲဖိုးတော်ကသူ့စီမှာတပည့်ခံချေတာကိုလေတီးနေခဲ့တဲ့တွေ့ဘလို့ရောက်ဆုံးပြီးအကြီးကြီးစိတ်တာဖြစ်ပါတယ်ဘလို့တောက်ရဲ့အသေးဘူးတော့ပြောင်းလဲနေတယ်ဆိုတော့ပို့တဲ့တဲ့ရဟန်းတော့မဟုတ်ဘူးပေါ့ဗျာထို့နောက်အရှိ ကုဒရာကနေပြီးတော့အခုလို့ပြောပါတယ်ကောင်းပါပြီမေတို့ရဲ့အကြီးချင်းမေတို့ရဲ့လုံနိုင်ဆောင်ကိုလေနေတွေ့ကြည့်ပြီးဆိုတော့မေတို့ကိုတပည့်ဖြစ်လက်ခံလိုက်ပါတယ် ထိုယဟန်ကခုလိုပြောလိုက်တော့ဂျေမွန်နဲ့ဖုံးတော်တို့လေမစက်ဟုတ်တာဖြစ်ကအံ့ဩကိုကြားပါလေ။ဘာလို့လဲဆိုတော့သူပြောခင်မှာအရှင်ကုဒရာကကြိုးသိနေခဲ့တာကိုဗျာ။ဒါဆို အရှင်ဘုရားကဘလူးရုပ်ဆုပ်ထားခဲ့တာလား။အာတင်းတင်းပါဗျာအခုလိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်။အရှင်ဘုရားကတော့ဘာရမဟုတ်ပဲတပည့်တော်တို့ကိုစားဖတ်တယ်ဆိုပေမဲ့တပည့်တော်တို့မှာတော့ရှူးတော့ခွဲချောင်းလို့ဖြစ်သွားတယ်။နောက်တခါဆိုရင်တော့အဲ့လိုမလုပ်ပါနဲ့ဗျာ။ အရှိကုဒရာဟာဂရုမြောက်ကိုသဘောချတာကြောင့်တစ်ချက်ပြိုပြီးခေါင်းကြီးလိုက်တယ်ဗျာမန်တကယ်တော့ခုနကတိုက်ခွဲဟာဂျေမောက်ကိုရီချင်းစစ်တယ်ဆိုတာနဲ့ရှိတဲ့ရီချင်းတွေကိုဘလို့တိုးချရမလဲဆိုတာကိုပြသပေးနိုင်ခဲ့ပါတယ်အရှင်ဘုရားရဲ့တပည့်သားတော်ဖြစ်လက်ခံပေးခဲ့လို့ကျေးဇူးတင်ပါတယ်တကယ်တော့အဲ့လောက်ထိလုံနိုင်မယ်လို့မတင်နာပါဘူးဗျာတပည့်တော်တို့လူတွေဆိုတာကိုထင်တာတာတွေပို့ပြီးတော့လုံနိုင်ကြတဲ့ခေါ်ဝါရှိတာကိုလည်းသိခဲ့ရပါတယ်ဗျာ အဲပြီးတော့ရှင်ဘုရားလိုအထွေပြောင်းရေးတက်ပညာကိုလည်းသိကြားပြသပေးဖို့တောက်ဆိုပါတယ်ဗျာအဲ့ဒီချိန်ကနေစပြီးတော့သူတို့ညောက်လို့လေအရှင်ကုသရာရဲ့တပည့်သားတော်ဖြစ်လက်ခံလိုက်တာပေါ့သူတို့ညောက်လေထိုဘိုးကြီးရဲ့ရေအောက်မှာမြားစွာသောပညာရက်တွေကိုတယူလိမ့်လာခဲ့ကြပါတယ်ဖိုးတော်ကတော့ဒါတွေကိုခုမှသိကြားတာတည်းလို့တိတ်တော့ဟန်ချက်မြည်ခဲ့ပါဘူးဒါကြောင့်ဖိုးတော်ကတော့ကမ္ဘာတန်လျားတွေကို အရေးကြီးကြံအားထုတ်စေခဲ့ပါတယ် ဂျီမာကတော့ထိုရာတွေနဲ့ပတ်သက်ပြီးစိတ်ပိတ်ဖြစ်တာခဲ့တယ်လို့ဗာလီမီလဲပါတာဖြစ်လို့အားလုံးကချောမွေ့နေကြတာပေါ့ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကလာခလေးရတော့ဒီလောက်ပါပဲဗျ Channel လေးကိုလည်း Subscribe လုပ်ပေးခဲ့ကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်